ဒီဗီဒီယိုလေးမှာ vowel suffix တရနဲ့စတဲ့နောက်ဆက်လေးတွေမဆက်ခင်ပေါ့နော်ဒီ final consonant နောက်ဆုံးဒီလေးကိုဘယ်ချိန်မှာနှစ်ခါရေးလဲဆိုတော့ share လုပ်ပေးချင်ပါတယ်အဲဆိုလိုတာကတော့ sit ဆိုရင်ဒီမှာ sitting ပေါ့နော် ing ဆိုတာလေးထည့်လိုက်တော့ sitting လေးဖြစ်သွားတယ် er လေးထည့်လိုက်တော့လေဒီမှာ sitter ပေါ့နော် tt er လေးဖြစ်သွားတာပေါ့နော်အဲ့လိုအတွက်ဆိုရင်ဒီမှာ rules လေးတွေရှိပါတယ်အပထမဆုံးတစ်ခုကတော့ one syllable words ပေါ့နော်အတန်တတန်မဲ့ထွက်တဲ့စကားလုံးတွေပေါ့ for example ဒီမှာဆိုရင် sit ပေါ့အတန် sit ဆိုရင် င်ဒီမှာပေါင်း SID 6ဆိုတော့အတန်တန်ပဲထွက်တယ်ပြီးရင်သူ့မှာဆိုရင်ဒီမှာ1 vowel vowel တစ်ခုပါတယ်ပြီးရင် vowel တစ်ခုရဲ့နောက်မှာဆိုရင်1 consonant အဖြူလေးရလဲတလုံးပဲပါတယ်ပေါ့နော်ဒီလိုစကလုံးနေဆိုရင်ねဒီ vowel suffix လေးတွေပေါ့ vowel suffix ဆိုတာနောက်မှာ ing ပေါ့အဲ့လိုဟာလေးတွေဆက်တော့မယ်ဆိုရင်ねဒီ final consonant တွေကိုတတီပေါ့နော် t ဖြစ်နေရင်လဲတတီပေါ့ n ဖြစ်နေရင်လဲ nn ဒီလိုလေးတွေနှစ်ကြိမ်ထည့်ရေးတာဖြစ်ပါတယ် အဲ့ဆိုရင်အာဒါလေးတို့တခုပြောချင်ပါတယ်ဒီ vowel suffix ဆိုတာကဒါတွေပေါ့နော် ing တို့ ed တို့ er တို့ est တို့သူအဲ့ဒီမှာ i တို့ဒီမှာ vowel ဆိုတာက a e i o u လေးနော်ဒီလို a e i o u နဲ့ a e i o u နဲ့စတဲ့ဒီ suffix လေးတွေပေါ့ဒီမှာဆိုရင် ing တို့ ed တို့ er တို့ est တို့ဒီလိုလေးတွေတဲ့ဒီ ing ဒီဟိုဘယ်လိုပြောမလဲ a i o u vowel တွေနဲ့စတဲ့ ဒီနောက်ဆက်လေးတွေကိုကိုကဆက်တော့မယ်ဆိုရင်ဒီ shares ကလုံးကပေါ့နော်ခုနလို one syllable a base ပေါ့နော် we can say base လို့ပြောလို့ရတယ်ဥမာကိုက er ပေါ့ big နဲ့ er နဲ့ပေါင်းမယ်ပေါ့နော် big နဲ့ er နဲ့ပေါင်းတော့မယ်ဆိုရင်ねကိုကဒီတန်လေးကိုကြည့်လိုက်ပါတဲ့ဒီမှာဆိုဒီစကလုံးလေးကိုကြည့်လိုက်ပါတော့နော် ဒီ base words လေးက one syllable ဖြစ်နေတယ်။ဒါဆို big ဆိုတော့အတန်တန်ပဲထွက်တယ်။ပြီးရင်ကကျတော့ကြည့်လိုက်တော့ကကျ one vowel vowel လေးကလည်းတစ်လုံးပဲရှိတယ်။ one consonant ပြီးတော့ vowel နောက်ကလိုက်တဲ့ consonant လေးကလည်း one consonant တစ်လုံးနဲ့ပဲရှိရဆိုရင်လည်းကိုရီးယားဒီ final consonant လေးကိုနှစ်ကြိမ်ထည့်ရေးပါတယ်။ဒီလိုလိုဖြစ်သွားမှာပေါ့နော်။ B I G G E R bigger အဲ့ဒါဖြစ်သွားမယ်လေနော်။အဲ့ဆိုဒါလေးကတနည်းပေါ့နော်။ဒါလေးကတော့ one syllable words တွေအတွက်ပါ။ မဲသူ့မှာဗောနောချွင်းချက်လေးတခုတော့ရှိပါတယ်အဲ့ဒါဗာလဲဆိုရင်တော့တဲ့သူကအတန်းတော့တတန်ပဲထွက်တာတော့မှန်တယ်ဗောနောဒါပေမဲ့သူ့ရဲ့တဲ့ final consonant လေးရတဲ့ w တို့ y တို့ x တို့ဒီလိုလေးဖြစ်နေမယ်ဆိုရင်တော့တဲ့အာသူ့ရဲ့ဒီဗောနော final consonant လေးတွေကို double နှစ်ခါရေးလို့မရပါဘူးဥပမာ snow ဒီမှာဆိုရင်ဗောနော snow ဆိုရင်အတန်လေးကတတန်ပဲထွက်တယ်သူ့မှာဆိုရင်ဒီမှာ1 vowel ရှိတယ်ပြီးတော့လဲ1 consonant ဗောနောဒါပေမဲ့အာသူ့ကို ww လို့မရ ေးဘူးတဲ့နော်အကြောင်းမပြောချင်တာကတော့ WXY နဲ့စုံတဲ့ဟိုဟာစကလုံးလေးတွေဆိုရင်တော့တဲ့နှစ်ကြိမ်ထက်မရေးပါဘူးအစင်ဒုတိယတနည်းကတော့တော့အတန်တန်ထက်ပိုရက်စကလုံးတွေအတွက်ဖြစ်ပါတယ်အဆိုရင် for example begin begin ဆိုရင်အတန်လေးကဒီမှာဆိုနှစ်တန်လေးဖြစ်နေရပေါ့နော် begin အတန်နှစ်တန်မှာဟိုမှာဒီမှာဆိုရင် तू ကလည်းဒီမှာ one consonant consonant အတန် vowel လေးရှိမယ် vowel နောက်မှာ one consonant အာ uh, ဒီဘီးလေးရတယ်တလုံးမရှိတယ်ဆိုရင်ကိုရီးယားပြီးတော့လဲတဲ့ဒီ stress လေးရပေါ့နော်ဒုတိယ final syllable မှာဖြစ်နေတယ်တဲ့ဥမာ begin ဒီလို final syllable မှာဖြစ်နေတယ်ဆိုရင်တော့ beginning ဆိုပြီးတော့ nn ထည့်ရမယ်ဥမာ prefer prefer ဆိုရင်လဲဒီမှာ prefer r e ဖြစ်မယ် travel travel ဆိုလဲ traveling control control ဆိုလဲ controlling အဲ့လိုလေးဖြစ်မယ်တဲ့ regret ဆိုရင်လဲ regretting လို့ regretted တို့ပေါ့နော်ဒီလိုလေးဖြစ်ပါမယ်တဲ့အဲ့ဒါဆိုရင် exercise လေးလုပ်ကြည့်ပါမယ်အဲဒီမှာဒီလိုလေးကြည့်ပေးထားတာပေါ့နော်ဒီ highlight လုပ်ပေးထားတဲ့ title ကကျတော့ကွာရေးကြမလို့နော် sit ဆိုရင် sitting ဒီလိုလေးဖြစ်သွားမှာပေါ့နော်ဒီမှာဆိုရင် sitter baby sitter အဲ့လိုသဘောမျိုးပေါ့နော်ဒီမှာဆို cat ဆိုရင် cutting c u t t e r cutter အဲ့လိုဖြစ်မယ်ဒီမှာ show အဲ့ဆက် show w show ဆိုရင်ဒီမှာဆိုရင် w နဲ့ဆုံးနေတဲ့အတွက်ကြောင့်မို့သူ့ကိုနှစ်ကြိမ်ရေးကြမလို့နော်ဥမာ short အဲ့လိုပဲဖြစ်သွားမယ် s h o w ing show ရင်ဒါဆိုရင် s h o w ရ show ရ show ပြတ်တာတဲ့သူပေါ့လို့ဖြစ်မှာနော် mix ဆိုရင် mixed ဒီမှာဆို x နဲ့ဆုံးနေတဲ့အတွက်ကြောင့်မလို့နှစ်ကြိမ်ရေးကြမလို့ဘူးဒီ consonant ကိုနှစ်ကြိမ်ရေးကြမလို့နော်သူတိုင်းပဲရှင်းလိုက်ရပြီသူတိုင်းပဲတစ်ကြိမ်ပဲ slim ဆိုရင်တော့ဒီမှာ slimmer အနော်လို့ star slimmed ဒီမှာဆိုရင် s l i m m i n g slimming ဒါလေးဆိုရင် s l i m m e r slimmer လို့ဖြစ်မယ်နော်ဒါဆို step ဆိုရင်လည်းပဲအဲဒါလေးတွေကတော့အတန်တတန်ပဲရှိတယ်ပြီးတော့ဒီမှာ one vowel one consonant အဲဒါကြောင့်မလို့သူတို့တွေဆိုနှစ်ခုရေးပြရမယ် step in sda ubia step ba လို့ခေါ်နော်အ dig and dig လေးရကြတော့ဒီမှာအမှန်တော့ဒါတော့မရှိဘူးเนาะဒီဟာလေးကခဏအဲနောက်တစ်ခုကြတော့ dig dig digging ဒါလေးဆိုရင် dig ggr digger ဆိုတူးတဲ့သူပေါ့နော်အဲ့လိုလေးပါအစင်းနောက်တစ်ခု အော်ဒီမှာเนาะဒီမှာ TikTok တက်နှစ်ခုဖြစ်သွားအဲ့ဆိုရင်ဒီမှာဆိုရင် DIGGING ticking ဒီမှာဆိုရင်အတန်းတတန်းပြီး one vowel one consonant အဲ့လိုဆိုရင်ဟိုအနှစ်ခုရေးရမယ်ဟော why နဲ့ဆုံးနေတယ်အတန်းတော့တတန်းပဲ why နဲ့ဆုံးနေတယ်ဆိုရင်เนาะနှစ်တန်းဟိုဘောနော consonant ကိုတစ်ခါရေးရမလို့ဘူး shot, Chopin, Mazin, Chopin. My club, the code is in it, clapped, clapping, fit, fit, fit is fit in, fitted, fitting, fit that, then, then, skip, look, skipped, ဒီမှာဆိုအတန်းတတန်း1 vowel 1 consonant ဆိုတော့ဒီမှာသူရဲ့ final consonant လေးကိုနှစ်ကြိမ်ရရမယ်ပေါ့နော် skipped skipping ဒီမှာ hack ဆိုရင် hacked hack ဆိုတော့ဖတ်တာပေါ့နော်အဲ့တော့ hacking hacker ဒီလိုလေးဖြစ်သွားပါမယ်